ဟာမက်ဇူလိုင်လမှာဆိုရင်တော့ဘောလုံးပွဲတွေကိုလက်မလွတ်တမ်းအားပေးတတ်တဲ့မြန်မာနိုင်ငံကဘောလုံးချစ်ပရိသတ်ကြီးအတွက်ဒီကြပါစောင့်ကြည့်ရမယ်ပြိုင်ပွဲတစ်ခုရှိနေပါတယ်။အားလုံးပဲမင်္ဂလာပါ။ကျွန်တော်ကတော့ဦးရှိပါ။လာမယ့်ဇူလိုင်15ရက်နေ့မှာဆိုရင်တော့ ASEAN U23 Football Championship ဘောလုံးပြိုင်ပွဲကြီးကတော့စတင်တော့မှာဖြစ်ပါတယ်။ဒီပြိုင်ပွဲကြီးမှာတော့အသင်းပေါင်း10သင်းပါဝင်ရှင်ပြိုင်သွားကြမှာဖြစ်ပါတယ်။အဲ့ဒီသင်းတွေကတော့ Brunei, Indonesia, Malaysia, Philippines, Cambodia, Laos, Vietnam, Thailand, ီမော်လက်စတီနဲ့ကျွန်တော်တို့မြန်မာ U23 ဘောလုံးအသင်းတို့ပဲဖြစ်ကြပါတယ်။အာဆီယံနိုင်ငံတွေဖြစ်တဲ့ဩစတြေးလျအသင်းနဲ့စင်ကာပူနိုင်ငံတွေကတော့ပါဝင်ရှင်ပြိုင်ခွင့်မရှိပါဘူး။ဒီပြိုင်ပွဲကိုတော့အုပ်စုသုံးစုခွဲပြီးရှင်ပြိုင်ကစားစီမှာဖြစ်ပြီးကျွန်တော်တို့မြန်မာအသင်းကတော့ဂရုစီမှာကြာရောက်နေပါတယ်။စင်ကာပူအသင်းနဲ့ဩစတြေးလျအသင်းတို့ပါဝင်ရှင်ပြိုင်ခွင့်မရှိတာကြောင့်လူတွေမှာဆိုရင်တော့ဘရူနိုင်းအင်ဒိုနီးရှားမလေးရှားဖိလစ်ပိုင်စတဲ့အသင်းလေးသင်းကတအုပ်စုတွေကြောက်အောင်နေမှာဖြစ်ပြီး group B မှာဆိုရင်တော့ကမ်ဘောဒီးယားလာအို BNN တဲ့အသင်းသုံးသင်းကရှင်ပြန်ကစားတော့မှာဖြစ်ပြီးဂရုစီမာဆိုရင်တော့မြန်မာထိုင်းလန်တီမောလက်စတီစတဲ့အသင်းသုံးသင်းကတအုပ်စုတဲ့ရှင်ပြန်ကစားတော့မှာဖြစ်ပါတယ်။အုပ်စုအဆင့်မှာအဆင့်၁ရရှိတဲ့အသင်းသုံးသင်းကသာနောက်တစ်ဆင့်ကိုရှင်ပြန်ကစားနိုင်မှာဖြစ်ပြီးအဆင့်၂ရရှိတဲ့အသင်းသုံးသင်းတွေကအမှန်အများဆုံးအသင်း၁သင်းနဲ့ရတာနောက်တစ်ဆင့်ကိုရှင်ပြန်ကစား권ရရှိမှာဖြစ်ပါတယ်။အုပ်စုမဲခွဲရလက်တွေရအင်ရှင်အင်ဒိုနီးရှားအသင်းအနေနဲ့မလေးရှားဖိလစ်ပိုင်စတဲ့အင်အားကြီးအသင်းတွေပါဝင်နေတာကြောင့်နိုင်ငံရုံးကန်ရဖို့ရှိပါတယ် ပြီးခဲ့တဲ့ပြိုင်ပွဲမှာနှစ်ကြိမ်ဆက်တိုက်အနိုင်ရရှိထားတဲ့ VNN အသင်းအနေနဲ့ကတော့ကမ်ဘောဒီးယား၊လာအိုတို့နဲ့တောက်စုတဲ့ကြောက်ရောက်နေပြီးနောက်တစ်ဆင့်ကိုတက်ရောက်ဖို့တည်ကြသလောက်ရှိနေပါတယ်။မြန်မာအသင်းအနေနဲ့ကတော့ထိုင်းကိုတရီကန်ပြီးဒီမိုလက်စတီကိုကိုပြတ်နိုင်ရရှိမှသာနောက်တစ်ဆင့်ကိုတက်ရောက်ဖို့အခွင့်အရေးကိုမျှော်လင့်ရမှာဖြစ်ပါတယ်။မြန်မာအသင်းနဲ့ဒီမိုလက်စတီပွဲကိုတော့ဇူလိုင်လ16ရက်နေ့မြန်မာစံတော်ချိန်8:00အချိန်မှာပက်ထရစ်ချန်ဒရာဘာကကွင်းကြီးမှာရှင်ပြန်ကစားသွားကြမှာဖြစ်ပါတယ်။ ကျွန်တော်တို့မြန်မာလက်ရွေးစဉ် U23 ဘောလုံးအသင်းနေနဲ့ဒီပြိုင်ပွဲမှာဘယ်လိုမျိုးအောင်မြင်မှုတွေရရှိအောင်ဆောင်ရွက်သွားမလဲဆိုတာကျွန်တော်တို့အတူတူစောင့်ကြည့်ရင်းနဲ့အတူတူအားပေးလိုက်ကြအခုလိုအားကစားနဲ့ပတ်သက်တဲ့သတင်းတွေကိုမလွတ်တမ်းကြည့်ရှုအားပေးခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like subscribe နဲ့ TikTok ကြည့်နေတဲ့ brother အနေနဲ့လည်းအသေးလေးနှိပ်ပြီးအပေါင်းလေးကိုပါနှိပ်ပေးခဲ့ဖို့တောင်းဆိုချင်ပါတယ်။မင်္ဂလာရှိသောနေ့ရက်လေးကိုပိုင်ဆိုင်နိုင်ကြပါစေဗျာ။